ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာအကြည်တော်ရဲ့အစာအုပ်ဖြစ်တဲ့ပြုတ်ထွက်သွားသောကြောရိုးစစ်ကလေးများဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ် Biography အကြည်တော်ရုပ်သက်60နှစ်စိတ်သက်4နှစ်လူသက်31နှစ်အတန်းပညာရေးတတ်ဖတ်တတ်အလုတ်အကိုင်းလူပြူဝါဒနာ အရေးနဲ့အချူအကြိုက်ဆုံးပေါန့်ခံအမြုပ်လက်ဖက်ရည်မကြိုက်ဆုံးပေါန့်ပိန်ပိန်အနာကက်ရီမှန်းကျဲမေကွန်မရှင်မနေရက်လိပ်စာအတိအကျမတိပါဆောင်းပုတ်မနှက်ပြင်အထိရွှေ့လူရတဲ့အလုတ်ကိုဒီနေ့မလုတ်ပါနဲ့ကျွန်တော်တွင်ကျွန်တော်မတိသောကျွန်တော်ကလောင်တစ်မျိုးရှိသည်ထိုကလောင်ကိုကျွန်တော်မတိရခြင်း အကြောင်းရင်းမှာ ထုတ်ကလောင်အမီမဂ္ဂဇင်းဂျာနယ်များတွင်ဒေါန်ဒေါန်ပြည်နေခြင်းအကြီးတော်ဆိုသောကလောင်အသည်ကလေးမပေါ်သေး၍ဖြစ်သည်ထုတ်ကလောင်သည် အလွန်အိုဤထုတ်ကလောင်သည် အလွန်ဆက်စုသောဉာဏ်ရှိထုတ်ကလောင်ဤရေဟန်များမှရှေးကြသည်သို့သောထုတ်ကလောင်ရှင်သည် အလွန်ရေရွှင်ပွဲကောင်းအောင်ရည်သားတတ်သူဖြစ်သည်ထုတ်ကလောင်ရှင်ရဲ့ရေဟန်သည် ကျွန်တော်တို့လူငယ်များရဲ့ဟန်မျိုးမဟုတ်ပေ ရှိယူဆွေတို့တက်ကြဦးဝါရင်စားပီတမားများဟန်ဖြစ်သည်ယခုရည်သားခဲ့သောစားပီများကိုကျွန်တော်ပြန်လည်ထုတ်နှုတ်တင်ပြရခြင်းအကြောင်းရင်းမှလေသူရဲ့စားများကိုကျွန်တော်ကိုယ်တိုင်ကြိုက်နှစ်သက်လွန်လှယူပင်ဖြစ်သည်အကဲ့၍များဤစားပီများသည်ပြိတ္တနှင့်အကြိုက်နှင့်ကပ်ညီပါက ကျွန်တော်ကိုချီးမွမ်း၍ပြိတ္တအကြိုက်နှင့်မကပ်ညီပါကထိုချိန်ကရည်သားခဲ့သောအဘကိုကိုကြီးကိုသာအပြစ်တင်ကြပါယင် အကြည်တော်အဘကိုကိုကြီးရုပ်သက်32နှစ်စိတ်သက်8နှစ်လူသက်မှန်၍မရအတန်းပညာဘုံတော်ကြီးကြောင့်တင်ယူကြအလုတ်ကိုင်းစင်စားစေဝါဒနာအတ္တအုအကြိုက်ဆုံးနေဆောင်ခြင်းမကြိုက်ဆုံးကလေးအနီအနာကက်ရီမှန်းကျဲကံစီမှန်ရာပေါ် နေရက်လိတ်စာမေနေသည်ဆောင်ပုတ်လူမဆွမ်းတော့နတ်ကလည်းဖာတိဖာတာပေါ်အကြည့်တော်ဆိုသောကလောင်အမိကိုကျွန်ုပ်စာရေးတဲ့အတော်ရမှစတင်ပေါ်ပေါက်လာခဲ့သည်။သူနဲ့ကျွန်ုပ်ဆိုသည်မှာကျွန်ုပ်နဲ့တူခဲ့သူပင်။ထို့ကြောင့်အကြည့်တော်မှကျွန်ုပ်ရဲ့မဂဇင်းဂျာနယ်များတွင် ပါရှိပြီးဖြစ်သောမြုပ်ထွက်သောကြော်ယူစစ်ကလေးများအပါအဝင် အခြားဝိထုများအားစာအုပ်အဖြစ်စုစည်း၍ပြန်လည်ထုတ်လုပ်မည်ဆိုသည့်အခါများ၌ကျွန်ုပ်မှာငင်းဆန်စရာစကားမရှိတော့သူဟာကျွန်ုပ်၏ခေါင်းကိုဖြင်းညင်းစွာနှင့်သုံးရဇက်တိုက်ညှိမ့်ပြလိုက်ရသည်ဒုဝိမင်းကပြောစရာရှိသေးရန်ဤသာမှုများမှာလွန်လေပြီးသော နှစ်ပေါင်းများစွာကရေးသားခဲ့သည့်အတွေ့စာအရေးသားများကရေးဆန့်၍ပရိသတ်အကြိုက်နှင့် မကိုက်ညီပါစုံညာအံ့ စာအုပ်ဖြစ်အောင်လုပ်ခဲ့တော့အနှီးအကြီးတော်ကသာအပြစ်တရန်နဲ့ကြိုက်လကြီးလတကားနှစ်သက်လကြီးလတကားလက်ကမချနိုင်မှာတကားဟုဆိုကြပါမူကျွန်ုပ်ကိုကိုကြီးရဲ့ဉာဏ်ပါရမီနဲ့ပညာတပါကိုချီးမွမ်းကြပါကုန်နားနဲ့မနာဟဝါနဲ့သာနာပါပြိသက်တူကိုကိုကြီးအာနုဂျိုညာတတောက်တောက်အတန်းဘာကိစ္စတော့ ကျွန်တော်ကြောညာဒရိုက်တာစိန်အောင်မှာလုံးဝအထင်မှတ်စရာမရှိတော့အသာမဲမဲသွားကြကြဇပင်အယောင်မွေးမွေးအရက်နဲ့နဲ့ပုသူလူတူကျွန်ုပ်ရဲ့အိမ်ရှိတွင်မိမိကိုမိမိကြောညာဒရိုက်တာဟုမိတ်ဆက်ရင်တွေ့လိုက်ရသည်အေးအိမ်နဲ့ဝင်လေကွာဒုတငေကကျွန်ုပ်ရဲ့အနောက်မှာခေါင်းငုံ၍လိုက်လာသည်ခေါင်းငုံလိုက်ခဲ့ခြင်းမှာကျွန်ုပ်အားယူတီလှ၍တော့မဟုတ် ရနုတ်ဤအိမ်ခေါင်မှာအရက်ပူလွန်းသော အနှီးတငယ်ခေါင်းမလွတ်၍ဖြစ်ပြီးတော့အရှိမဥဆောင်သွားသောအရက်ရှိတဲ့ကျနုပ်ပင်ဖင်တွန်းဖင်တွန်းနဲ့ဧကန်းသူ တရွေရွေနဲ့ဥဆောင်ခေါ်သွားရလေသည်ဂျုတ်ခနေခင်းထားတဲ့ဝက်ချမ်းများကျိုးတန်ကြောင်းအနှီးတငယ်တုံတုံရင်ရင်နဲ့အဘအိမ်ကခိုင်မာနေသောကျနုပ်လည်းအေးစီးစွာပင်အဖြစ်ပြီးလိုက်ရသည်ကန်တရားပေါ်ကွယ်ကဲ လာရင်ကိစ္စကိုစူးစမ်းမအောင်ဒုတငယ်ကကျွန်ုပ်ရဲ့၆ပေပတ်လေအိမ်တအိမ်လုံးကိုဝေ့ကြည့်ရင်းနေကျွန်တော်ကြောညာလေးတစ်ခုရိုက်ချင်လို့ပါဟဲ့အဲ့တဟာနဲ့ငါကဘာဆိုင်တရောထိုလူငယ်ကဟန်ပါပါတစ်ချက်ပြုံးရင်းနေဒီလူပါအပကျွန်တော်အခုရိုက်မယ်ကြောညာကနဲ့နဲ့ကြီးကြေတယ်ကုန်ပစ္စည်းကိုလည်းကဘာကိုဖြန့်ချီမယ်ဆိုတော့ကြောညာကိုလည်းတကဘာလုံးကအတိအောင် ကျောညာမင်းသားနဲ့ရိုက်ချင်လို့ပါဟဲ့အဲ့တဟာနဲ့ငါဘာဆိုင်ပြန်တယ်ရောဒုတငယ်ကမင်းညင်ညင်လက်ကိုကပြရင်းနဲ့ရှင်ပြမယ်လီအဲ့ဒီလိုကဘာကျော်ရီငှားဖို့ဆိုတာအဘတို့လူရှိမီနောက်မီလူတွေနဲ့ငှားမှရမှာမို့အဘကိုအကူညီလာတောင်းတာပါအော်ဒါကြောက်ကိုဒါနဲ့မောင်ရင်တို့ကဘသူကိုငှားကျင်တာတော့ဒုတငယ်ကအခါကူဆန့်ရင်းနဲ့ အနုယုခနေကျဉ်ုံမပြောနဲ့ဝါချံကင်းပင်နာမည်အကြုံနဲ့လန့်ပြီးကျူသွားပုံရသည်နုမင်းသမီးကရောမင်းသမီးကတော့နိုင်ငံခြားမင်းသမီးမှငားနိုင်တော့ဘူးဒီကနာမည်ကြီးကြော်ညာမင်းသမီးနဲ့ပဲ တွေ့ရိုက်မယ်ကလစ်ခနေကျဉ်ုံရဲ့အိမ်မကြီးဟာအနေငယ်ရိုင်းကြသွားသည်အေးတလွဲတီတော့ဖြစ်ပြီးထင်ပါတယ်ဒါနဲ့ ကြောင်ညာမဲ့ကုံပြည်စည်းကဒုတငယ်ကမျက်လုံးမေးစင်း၍ကျွန်ုပ်ကိုဟန်ပါပါကြည့်ပြီးဝက်ခွာချောက်စွပြုဝုံးကနေအင်းပြူသွားကလေးကဤကိစ္စအကူအညီပေးမိသည်မှာမှားယွင်းမိဖြစ်ကြောင်းမယိမ့်မိခဲ့၍ယခုလိုပြီပြဆိုင်ရာလေစိတ်ကိုရောက်ခဲ့ခြင်းပင်ကျွန်ုပ်တို့ရောက်ခဲ့ပြီးတိတ်မကြခင်ပင်လေရင်ပြန်ရစီထူးဆိုင်လာသည်ဒိုလီရင်ပြန်ပေါ်မှာ ကျွန်ုပ်ရဲ့မိတ်ဆွေအာနုပါရှိခဲ့လေသည်အာနုကြီးကျွန်ုပ်ကိုမြင်သည်နှင့်ဟဲ့လူအဘနေကောင်းနေတော်ဟု အင်္ဂလိပ်တန်ပြပြသားသားနှင့်နှုတ်ဆက်သည်ဖြင့်ဘုဒ္ဓတော်မြစ်တာကြောင့်ကြံခန်းသာလူမာပါရဲ့ဗျာ။အော်ဒါနဲ့မိတ်ဆက်ပေးရအောင်မေ။သူကမောင်ရင်နဲ့ကြောညာရိုက်မဲ့ဒရိုက်တာစိန်အောင်မှာအာနုလေကျွန်ုပ်ဘေးမှာကြောညာဒရိုက်တာစိန်အောင်ကိုဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။ နားနဲ့ကြုံလုံးတခါလေးပြောရအောင်မေကျွန်တော်ဒီကြောင့်ညာအတွက်အချိန်တက်လာပဲပြီးနိုင်မေဘာပြစိန်အုံးကဘာကူဒေါသထွက်သွားသည်မသိမိုးကြိုးပြစ်တယ်လို့အတန်ကြီးနဲ့အာနုထံပြည်သွားပြီးကျွန်ုပ်အထင်အာနုရဲ့ဂုတ်ကိုလှမ်းဆွေလိုက်ဟန်တူသည်သို့တော့အရက်ပူလွန်သောစိန်အုံးကအရက်မြင့်လွန်သောအာနုရဲ့ချက်ဆက်ကိုသာဆွဲမိ၍အာနုတစ်ချက်တွန့်သွားသည် ဂလိထိုးသလိုဖြစ်သွား၍ရာသွားပုံရသည်ခမရစကားကိုစင်ကျင်ပြောပါကျုပ်ကကြောညာဒရိုက်တာမလုတ်ခင်ကလေးကလက်ဖက်ရည်ဆိုင်မှာပလာတာရိုက်လာတဲ့ကောင်ဗျရိုက်တက်ကရင့်နေပြီဒီလိုကြောညာကူမပြောနဲ့ဗီဒီယိုတော့နှစ်ရက်တကားနှုံနဲ့ရိုက်နေတာဒီကြောညာကူတစ်ရက်ထဲနဲ့အပီးရိုက်မယ်မနှက်ပြန်ပတ်ဆက်ယူပြီးပြက်ပြက်သားလှပြီးစွာရိုက်ကွင်းအတွက်ပြင်ဆင်ပြီးတော့အာနိုးကြီးကို ျဉ်ုပ်လွန်စွာအားကြမိသည်မေယူကာကလက်မောင်းသားထွားထွားတွင်စီအမေများစီးနီများနှင့်အစင်းချောင်းကြီးများဆွဲထားပြီးကွန်မန်ဒိုဝစ်စုံနှင့်လွန်စွာကြီးမသောတနက်အတူကြီးများကိုခန္ဓာကိုယ်အနှံ့ပြချိတ်ဆွဲထားသောကြောင့်သူ၏ရုပ်ကိုပိုအသက်ဝင်စေသည်သို့သောဟေးလူအာနုခမရဘယ်လိုလှုပ်လာတာလဲညောညာဒရိုက်တာစိတ်အုံးမှမကြည်မနှက်နဲ့ငောက်သည်ဗျာ ဘာဖြစ်လို့လဲခမရဘလူပြင်ထားတာလဲကွန်မန်ဒိုလေးဗျာကျုပ်အုံနိုင်ရန်တွေကိုတနက်နဲ့ပြစ်မဲလေးဗျာအဲ့ဒီအထဲကဝက်ခွာကြောက်စုပ်ပြုတ်ထုတ်ကိုဆွဲထုတ်လိုက်မဲလေးဗျာမကောင်းဘူးလားအာမကောင်းပါဘူးတင်ယူအဟောင်းတွေလာရွတ်ပြမနေနဲ့အခုခင်မှာလူတွေဘာကိုကြိုက်တယ်ဆိုတာမသိပဲနဲ့ခမရကိုရှင်းပြရတာနဲ့ပဲအချိန်ကုန်နေမမီးရေအာနုကိုလှလှလေးပြင်ပေးလိုက် မဲချင်းကလေးကရောက်နေမှမသိတဲ့အလှဖန်ကြီးရှင်နှစ်ဦးပြေးထွက်လာပြီးအောက်မလီကဘာကျော်သားဆိုတဲ့ပါလေမဖောင်ဘူးဟုဆို၍အာနုကိုအတင်းဆွဲခေါ်လေရာဟာဟာမလုံနဲ့လေးဗျာအဖကျွန်ုပ်ကိုကဲပါဦးဒီမှာဘာရီလဲမသိဘူးကျွန်ုပ်အားလှမ်း၍အခုညီတောင်းတော်လဲကျွန်ုပ်မြည်သူမှမကူညီနိုင်အော်ရုပ်ရှင်ထဲမှာ ရန်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်တတ်တဲ့ကွန်မန်ဒိုကြီးအလဖန်နီးရှင်နဲ့ကြတော့ကြောက်တာမကြပါအာနုငိုမဲမဲနဲ့ထွက်လာတယ်မိကအဖုံဖုံနှက်ခမ်းနီပါနီများနဲ့အင်ကြီးကြက်ကြက်ဘောင်းမိရှိချက်ပြုတ်နဲ့ဘလုမကြီးရှူ၍မျက်စီပတာရမပြေအဘလှုပ်ပါအောင်ပြဒီမှာကျုပ်ပုံကိုလည်းကြည့်ပါဦးအလဖန်တီးရှင်ကြီးလိုဖြစ်နေပြီ ရနုပ်လေးတက်ပြင်းချယုံအပြင်ဘာမှမတတ်နိုင်တော့တက်ပြီးတက်တာကံမတက်ကပုတ်ကွေထို့စဉ်မင်းသမီးလာပြီမင်းသမီးလာပြီဟောမြမကြညာစူပါစတာမင်းသမီးလေးရောက်လာပါပြီသူတဦးတည်းမဟုတ်သူနဲ့အတူ သူ့ရဲ့ယောက်ျားလေးပါပါလာသည်ဒရိုက်တာစိန်အောင်မင်းသမီးကားစီသွားပြီးကားတကားကိုပြေးဖွင့်ကားဗဇက်ကအစွမ်းကုန်ဖြည့်ရင်းနဲ့ မင်းသမီးနဲ့နဲ့နောက်ကြတယ်နော်မင်းသမီးလေးကဒရိုက်တာကိုဂယုမဆိုင်ဟန်နဲ့ကျမနှစ်နာရီပဲအချိန်ပေးနိုင်မယ်နောက်ရိုက်ကွင်းတွေရှိသေးတယ်။အော်ဟုတ်ကဲ့ ဟုတ်ကဲ့ အခုစတော့မှာပါရေးစိမ့်မယ်နော်အိုက်နေပြီစိတ်ချမင်းသမီးစိတ်ရစေရမယ်ဟေးအာနုဗျာရိုက်ကွင်းစမယ်ဟုတ်ကဲ့ရိုက်ကွင်းစမယ်ဆို၍အာနုကကင်မရာရှိသွားပြီး သူဤကဘာကျော်ကျွတ်သားများကိုညှိ၍ခတ်မာမာယက်နေသည်။အာဟဲ့လူမလို့ယက်နေတာလေ။ဒရိုက်တာကငေါက်သည်။အနုမာဥလေလေနဲ့ဒီမှာကျွတ်သားလီဗျာကျွတ်သားပြထားတာဒီစပြုတ်စားရင်ဒီလူအားရှိမယ်ဆိုတာလေ။ဒရိုက်တာစိတ်အောင်စိတ်ညစ်သွားဟန်နဲ့တူသည်။ခတ်မြကိုဘသူလှောက်ခိုင်းလို့လေ။ဟိုဘက်လက်ဗျာဟိုဘက်လှဲ့လီဗျာ။ အာနုခာကင်မရာကိုကြောခိုင်း၍တက်ဖက်သူလှဲ့သည်အေးဟုတ်ပြီ တင်ပါပေါ်ဝက်ခွာကြောက်ထုတ်ကင်ထားတဲ့လက်ကိုတင်ထားလိုက်အေးဟုတ်ပြီကင်မရာက တင်ပါကိုချိန်ထားဟုတ်ပြီဟုတ်ပြီကဲရိုက်မယ်အာနုတင်ကိုလှုပ်ပြီးကမယ်ဗျာအာတင်လှုပ်ပြီးကလေဗျာဟာဗျာကျွန်တော်မှမလှုပ်တတ်တာဗျာ အာခက်တာပဲဒရိုက်တာစိန်အောင်စိတ်ညစ်သွားပုံရသည်ခမည်းကလေးပြကဘာကျော်လေးဆိုသည်တင်းလေးတောင်မလှုပ်တတ်ဘူးလားကဲမင်းသမီးတင်းတစ်ချက်လောက်လှုပ်ပြလိုက်စမ်းမအောင်မင်းသမီးကသူ့ယောက်ျားနဲ့ဘာရီပြောပြီးသဘောကျနေသည်မသိလှဲ့ပင်မကြည့်ပဲတင်းကိုလှုပ်ပြသည်ဒက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 ်နဲ့အောက်မလီကွေညံလိုက်လေချင်း အာနုကြီးကပါဇက်အဟောင်းသားပင်ဖြစ်သွားလောက်အောင်တန်အန်တော်ကြီးသည်မိနောက်ကျနှုပ်အားလှမ်းခေါ်ပြီးအဘအဲ့ဒီမင်းသမီးတင်ပါမှာဘာရီတက်ထားလဲမော်တာရီဆက်တွေပါလာရင်ကျနှုပ်လဲတည်ကြအောင်ရှင်းပြရတော့သည် original ပါကွယ်အာနုကပါဇက်အဟောင်းသားနဲ့လှုပ်သွားတာမတိလိုက်မတိဖာတာလီထင်အောင်မထင်ရဘူးဒါပေမဲ့တော်တော်မြန်နေနော်အေး ဒါတောင်နမူနာပဲရှိသေးတယ်။ဗျာအာနုပူ၍အံ့ဩတော်ဟန်တူသည်။ကဲရိုက်မေအာလုံးဖယ်ထားပေးကြပါ။အာနုအခုနကပုံစံအတိုင်းပြန်လုပ်မေ။ The rider စိတ်အုံးရဲ့အတန်ကြောင့်ကျွန်ုပ်လည်းရိုက်ကွင်းလွတ်ရာသို့ရှောင်ပြီးလိုက်ရတယ်။ကျွန်ုပ်ရဲ့မိတ်ဆွေအာနုကြီးကအစွမ်းကုန်ကြိုးစားတယ်။တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်၊လေးကြိမ်အကြိမ်ပေါင်းများစွာရပြီ။ တခန်းတော့အောင်မြင်သွားပြီရိုက်တာစိန်အောင်ခါစိတ်ကြိုက်ဖြစ်ချိန်ဝဲအာနိုးကြီးတော့လမ်းလျှောက်ရင်ပင်ဖင်တခါခါနဲ့ဖြစ်သွားပြီကဲနောက်တခန်းဆက်ရိုက်မယ်အာနိုးရေကန်နဲ့အစင်မှာဗျာရေကန်တဲကိုစင်းလေဝက်ခွာကြောင့်နဲ့ရေကန်ဘာဆိုင်လို့လေအာခမရတေရှာရှိပါလားဆိုင်ဆိုင်မဆိုင်ဆိုင်ခေအကြိုက်ဗျာခေအကြိုက်ပြောနေကြတယ် ကဲကွာလွန်စွာစိတ်ဆက်လာသောကြောညာဒရိုက်တာအစိမ့်အုံးပေတကဒီမခန်နိုင်တော့၍ထင်ချီမြန်လက်မြန်ပေအာနုကြီးကို ရေကန်နဲ့တွန့်ချလိုက်လေသည်ကဲမင်းသမီးလေးရေကန်နဲ့စင်းပါမင်းသမီးလေးကရေကန်နဲ့စင်းသွားသည်အာနုကြီးကရေငုတ်နေမယ်ပြန်ပေါ်လာမှရိုက်မယ်ကဲ ready ရိုက်မယ်ဆိုတဲ့အတန်ကြာသည့်နေ့မင်းသမီးမျက်နာပေါ်တွင် ကျွန်ုပ်တကြိမ်တခါမှမတွေ့ခဲ့ဘူးသောအပြုံးကိုအံ့ဩစရာကောင်းလာအောင် တွေးလိုက်ရသည် ချူမြလေးချင်းအေးမြလေးချင်းလှပလေးချင်းကလေးငယ်တဦးရဲ့အပြုံးမျိုးယောက်ျားတယောက်ပြီးတယောက်ယူထားဒီမှာမယုံနိုင်ပွေရာအမှုရာမျိုးဟောအာနုကြီးရေပေါ်ဘွားကနေပြန်ပေါ်တက်လာပြန်သည်ကြီးမသောလက်မောင်းကြီးနှစ်ဖက်ကိုကိုွေပြီးကနန်းလက်မကြီးတစ်ဖွဲပြုတ်လို့၍ပြန်ပေါ်တက်လာသည်မှာ ကြက်သိမ်းမွေးညင်းပင်ထားလောက်စေရာဒွတ်တော်ဟဲ့လူဘလို့လောက်တာလဲယောညာဒရိုက်တာစိတ်အောင်ဒေါသတကြီးနဲ့ထော်ရဲအာနုကမျက်စိတငယ်နားတငယ်နဲ့ဒီမာလီပြလက်မောင်းကြီးခမရကိုဘသူကလှုပ်ခိုင်းလို့လဲခမရခမရရိဘာရိလှုပ်မနေနဲ့ရေဘော်ကပြန်ပေါ်လာရင်မင်းသမီးကိုနှက်ခမ်းလေးစုပြီးမျက်စောင်းလေးထူမယ်ဟုတ်ပြီလား ခမညာနှကန်းစုပြီး မျက်စောင်းထိုးရမေအာဗျာကျွန်တော်မှမလုပ်တတ်ဖေဟာနှကန်းလေးစုပြီးမျက်စောင်းထိုးတာပဲဘာခက်လို့လဲဒီလိုလေဗျာဒီလိုကံမောင်ပေါ်တွင်ရက်ကြည်နေသောမင်းသမီးယောက်ျားမှဝင်၍လှုပ်ပြသည်ဟုတ်လိုက်လေချင်းအာနုလိုက်လှုပ်ကြည့်သည်မယာမင်းသမီးယောက်ျားပို၍စိတ်ဆူသွားသည်ထင်အဲ့လိုမဟုတ်ဘူးလေဗျာဒီလိုလေး ဒီလိုဒါလေးတောင်မလုတ်တတ်ပေကဘာကြော်လာတာကဘာသူကဘာသားတွေနစ်နာတယ်ဟုတ်ပါမင်းသမီးလေးကထောက်ခံသည် အာဗျာကျွန်တော်မလုတ်တတ်ဘူးဗျာဘဆက်မရရင်လည်းနေပါစီတော့ကျွန်တော်မရိုက်တော့ဘူးအာနုကငိုကြီးချက်မနဲ့ရေကန်ပေါ်ပြဲတက်လာတယ်ဂျောညာဒရိုက်တာစိတ်အောင်လဲပြပြတလဲဖြစ်သွားတယ်အာအဲ့ဒီလူတော့မလုံနဲ့လေဗျာကျုပ်တို့ကစာချုပ်စာရက်နဲ့လှုပ်ထားတာနော် အဖကြည်ပြောပါဦးဗျာကျွန်ုပ်ပဲလက်၍အကူညီတောင်းသဖြင့်ကျွန်ုပ်လည်းဝင်ပြောရလေပြီဟုတ်သားပဲမောင်အားနူးရင်ပြီးတော့မှပဲဆက်လုပ်လိုက်ပါဟာဗျာကျွန်တော်မှမလုပ်တတ်တာဩမောင်ရင်ရဲ့မက်လောက်များခက်လို့လေဒီလိုလေးဒီလိုလေးနေစဉ်ကြောညာများတွင် တွေ့နေရတဲ့မြမနီးမြမဟန်မှု ကျွန်ုပ်လည်းအလွန်နီးပါးရနေပြီဖြစ်တော့ထို့အမူအရာများကို ။အိုကြီးဦးမနဲ့မရှက်မကြောက်ပင်လှုပ်ပြလိုက်ရသည်။အစဉ်ပြီဖို့သာ အရေးကြီးနေပြီကိုအာနုကျွန်ုပ်ကစကားပင်မပြောနိုင်လောက်အောင်တအံ့တအောကြည့်ပြီး"ဟေးအဖလည်းလှုပ်တတ်တယ်။"ဟာဗျာကျုပ်ကကအတုံးမကြတာဖြစ်မှာပါဆို၍ငိုပြီးကန်နေစင်သွားတယ်။ထိုမူရာကိုကြိုးစား၍လှုပ်တယ်။နှက်ခမ်းကိုအရင်ဆူကြည့်တယ်။နောက်တစ်ဆင့်မျက်စောင်ထိုးကြည့်တယ်။ နှစ်ခုစလုံးပေါင်းပြီးတက်ခါတဲ့လှုပ်ကြည့်တယ်။တစ်ကြိမ်၊နှစ်ကြိမ်၊၃ကြိမ်၊၄ကြိမ်အကြိမ်ပေါင်းများစွာရပြီ။နောက်တစ်ခန်းတော့အောင်မြင်သွားပြီ။အာနုကြီးလည်းမျက်လုံးဆွေလူလူဖြစ်သွားပြီ။ဒီအတိုင်းနေရင်တော့တွေ့တဲ့လူကိုမျက်ဆောင်တထူထူတင်တလုတ်လုတ်နဲ့အသေးရခြင်းစပွဲဖြစ်သွားပြီ။ယောက်ျားအချင်းချင်းပင်ရင်ခုန်ရပါလားကွယ်။ဒုဇလန်းသည်ထူများနဲ့မပြီး ကဲနောက်တခန်းဆက်ရိုက်မယ်အာနုကြီးကကြော်ညာဒရိုက်တာစိန်အောင်ရဲ့အတန်ကြာတည်နဲ့တုံးတက်သွားတယ်ဗျာထပ်ရိုက်အောင်မယ်ဒရိုက်တာကအေးစီးစွာပင်ရိုက်အောင်မယ်လေဗျာနောက်ပိုင်းကအမူအရာတွေက လွယ်ပါတယ်ဘာမှမခက်ဘူးမင်းသမီးနဲ့အာနုဟိုတောင်ပြင်မှာ နေရာယူပါအာနုနဲ့မင်းသမီးတောင်ပြင်တွင် နေရာယူပြီးတော့အေးဟုတ်ပြီမင်းသမီးကအရှိကပြေးမယ် အနုကအနောက်ကလိုက်မေးပြီးတဲ့နေရာမှာခြေထောက်နှချောင်းကိုခွင်ခွင်လေးအနောက်ကိုပြစ်ထားပြီးသဲတောင်ပြင်ကိုရက်ရက်ပြီးဘဲရီလူပြေးမေးတင်းကိုလည်းနောက်စီမထီတထီကောက်ထားရမေးအားဗျာအဲ့ရမျိုးတွေကြုတ်မလုတ်တတ်ပါဘူးဆိုဒရိုက်တာစိန်အောင်စိတ်ညစ်သွားပြန်သည်ဘာများခက်လူလဲဗျာမင်းသမီးတစ်ချက်လောက်လှုပ်ပြလိုက်ပါဦးမင်းသမီးကနမူနာလှုပ်ပြတယ်ဟုတ်လိုက်လေချင်း မြမစက်လုံးနငယ်ပင်မြင်လျင်ထိုင်ငူလောက်တဲ့ပုံစံမျိုးအာနုကျူးစား၍လှုပ်ကြည့်သည်မယားအတန်တန်ကျူးစားသည်သို့သောမယားမိနာတွင်ရက်ကြည့်နေသောမင်းသမီးယောက်ျားမှာစိတ်မရှိတော့ဟန်တူသည်အဲ့လူမဟုတ်ဘူးလေဗျာဒီလူလေဗျာဒီလူပြေးတာကဒီလူလေအာနုကြီးငိုပြီးဟာဗျာကျုပ်မလုံနိုင်ဘူးဗျာခမရတို့လှုပ်တတ်ရင် ကိုဘာသာသာလှုပ်ကြတော့ကျွန်တော်ဒီညညကိုစက်မရိုက်နိုင်တော့ဘူးညညဒရိုက်တာစိန်အောင်ဒေါသထွက်သွားသည် ဟာရမလားဗျာခမရကိုကျုပ်တို့ကစာချုပ်စာတမ်းနဲ့စည်ရန်ပေးပြီးငှထားတာစည်ရန်ပြန်ပေးမယ်ဗျာမရိုက်တော့ဘူးအာပြန်မယူဘူးဗျာခမရဒီညညပြီးအောင်ရိုက်ပေးရမယ်အဖကြည့်ပြောပါအောင်ဗျာကျွန်တော်တို့တရားစွဲလို့ရတယ်နော် ရက်နှုတ်လေးဘာမှမပြောလို့တော့သက်ပြင်းသာချနေလိုက်တော့သည်ဆွဲဆွဲပြအဘအဘကိုအားနာလို့ကျုပ်ဒီလောက်ထိလိုက်လုပေးနေတာသူများမြင်လို့မှမသိင်တော်တဲ့အမှုရာမျိုးကျုပ်ဆက်မလုံနိုင်တော့ဘူးပြန်မေးအာပြန်လို့ဖြစ်မလားဗျပြီးအောင်ဆက်ရိုက်သွားပေးမရိုက်ဘူးဗျပြန်မေးစသည်ဖြင့်အငင်းခုံဖြစ်ပြီးညီတို့ပြေးလေသွားသည်ကိုကျက်နှုတ်မသိတော့ ရနုပ်လဲစိတ်ညစ်ညူလွန်လာ၍ပြူနေသောကျွန်ုပ်အိမ်တို့သာပြန်လှည့်လာခဲ့တော်သည်။ဒိုးကျော်ညာသည်လဲထွက်မလာတော့။သို့သောကျွန်ုပ်မိတ်ဆွေကြီးအာနုထံမှ ကျွန်ုပ်ထံပေးစာတစ်စောင်ရောက်လာသည်။ဒိုးစာကိုဖတ်ရင်းနဲ့ကျွန်ုပ်နှဖူးမှချွေးဥများမှခြေမှသို့တက်တောက်တောက်ကျစင်းလာတော်သည်။အဘကိုကိုကြီးခမ ्या အဘတို့ရဲ့ကြောညာတယုတ်စာ အမူအရာများကိုမလိုက်နိုင်၍ ရုံညာကိစ္စပြက်သွားခဲ့ရပါတယ်။ဒါပေမဲ့လေနှစ်ရက်သုံးရက်နဲ့ဗီဒီယိုတကားပြီးအောင်ရိုက်နိုင်ကြဟောလီဝုဒ်မှာဒါရိုက်တာများကိုပြောပြခဲ့ပါတယ်။ညီသည့်အဆင့်မြင့်ဤပညာများတုံ၍ရိုက်ကြတိလူလိလာလူလာ၍မကြမီပင် ကဘာကျော်တထေဒါရိုက်တာစတီဗင်စပီဘတ်ဥဆောင်တဲ့ဒါရိုက်တာအဖွဲ့လာရောက်မည်ဖြစ်ပါတယ်။အဘပဲတိလူတီများကိုလိုက်လံရှင်းလင်းပြသပေးပါယံ။ အနုညွန့်တောင်းမှန်ပန်ကြအပ်ပါ रे လိဇလည်းရဲ့အာနု